ဒီဆိုင်ကတော့2019 Kawasaki versus 1000ဖြစ်ပါတယ်။ဒါကျွန်တော်ရဲ့အခု30ပြည့်မွေးနေ့အမှတ်တရဖြစ်ဝင်လာတာဖြစ်ပါတယ်။ကျွန်တော်ပြီးခဲ့တဲ့နှစ်နှစ်ကလည်းဒီမှာ Ducati Monster ပြီးတော့နောက်မနှစ်ကကျတော့ Ducati HD-Avol S ကဲကခုကတော့ကျွန်တော်ရဲ့ပထမဦးဆုံး Kawasaki brand ဆိုင်ကပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အခုဘာကြောင့်ဒီဆိုင်ကကြီးကိုဒီ Touring Bay ကြီးကိုဝင်လာရလဲဆိုတော့ကျွန်တော်ဒီနေ့ရှင်းပြမှာဖြစ်ပါတယ်။ ခုတလောကျွန်တော်ရောင်းလိုက်တဲ့ဘိန်းတွေကတော့ Harley Sportster S 1050ကိုကျွန်တော်သိန်း၄00အောင်နဲ့ရောင်းပြီးသွားဖြစ်ပါတယ်ပြီးတော့ only one in Myanmar တကယ်ကို Chrome Edition Limited Edition အစီ900ပဲထုတ်ထားတဲ့အဲဒီက silver chrome ပေါ့နော်ဆိုတော့အဲ့ကောင်ကိုလည်းကျွန်တော်ရောင်းပြီးသွားဖြစ်ပါတယ်ပြီးတော့ကျွန်တော်စီးနေတဲ့ဆိုင်ကယ်အတိုင်းပဲပေါ့နော် CBR 1000 RR 2019ကိုလည်းကျွန်တော်သိန်း300ကျော်နဲ့ပဲရောင်းပြီးသွားဖြစ်ပါတယ်ဆိုတော့ကားဝယ်ချင်တာပဲဖြစ်ဖြစ်ဆိုင်ကယ်ဝယ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်ဆက်သွယ်လို့ရပါတယ် ဲဆိုဘာကြောင့်ဒီ sport touring bin ကိုဝယ်လိုက်ရလဲဆိုတော့ကျွန်တော်ဒီနေ့ရှင်းပြမှာဖြစ်ပါတယ်ကဲတော့ကျွန်တော်အခုစံကယ်ဒီမျိုးစုံမောင်းနေပေါ့နော်ကျွန်တော်ဒီ racing bike လဲမောင်းပြီးွားရေ racing bike ရန် bike ပါပေါ့နော် racing 1000cc ရဲ့ acceleration ကတကယ်ဘယ်ဘိန်းထဲမှာခံစားချက်က feeling ကမတူပါဘူး okay so as the view i ပြောကျွန်တော် naked တွေလဲမောင်းခဲ့တယ်ကျွန်တော်ဟိုစသချင်းဝယ်တဲ့ဘိန်းတွေပြီးတော့ကျွန်တော်ခုဝယ်စီးနေလက်ရှိ only way မြန်မာ KTM supermoto 690 SMC RE လေ so အဲ့ဒါလဲ ဟိုမိုက်တယ်ဗောနော်အဲ့ဒါလည်းပြောပြောဒါပေမဲ့လေတော့တော်တော်တိုးတယ်ဗျာလေကမရှိဘူးဆိုအဲ့ဒါနဲ့ကျွန်တော်အမ်ဘယ်ဘင်းကိုစီးရင်ကောင်းမလဲဗောကျွန်တော်တကယ်ဟာလီရေလဲစဉ်းစားလိုက်ပါသေးရဲ့ fat boy တို့အဲ့လိုမျိုးဗောနော်စဉ်းစားလိုက်သေးရဲ့ဗျာအဲ့ဒါမောင်းတယ်အဆင်ပြေတယ်တော်တော်မောင်းလို့ကောင်းတယ်အဲ့ပြီးကျွန်တော်တို့ဖွဲ့ရမှာတော့ African twin တွေအာဗျာ multi strategy ရှိတာကိုဆိုတော့အဲ့ဒါတက်မောင်းကြီးတော့အိုးလေးလုံးဝမတိုးတဲ့ feeling ကြီးကတော်တော်တက်တာဆိုတော့အဲ့ဒီမောင်းရတဲ့ position ကိုထားလိုက်ဟောဗောနော်သူကကိုကုန်းကုန်းမောင်းရတာဗာမောင်းရ ဲ့လေမတိုးတာယူကတော်တော်လူကိုတတ်တာစီရယ်ပေါ့နော်ဆိုတော့ခီးသွားတယ်ခီးသွားရင်လည်းမှာ highway မှာလေမတိုးရင်ကလူအတွက်ကိုတော်တော်အာပြောရင်တော့ဇိမ်ကျနေပြီပေါ့နော်ဆိုတော့အဲ့ချိန်မှာအဲ့ချိန်မှာကျွန်တော်ကတကယ်ကိုဒီလေကာပါတဲ့အရှိရလေကာတွေပါတဲ့ဘိန်းတစည်းကိုဝယ်ဖို့စဉ်းစားလိုက်ပါတယ်ဆိုတော့အဲ့စဉ်းစားလိုက်တဲ့အချိန်မှာအာဒီကျွန်တော်မနစ်မနစ်ကြော်ကြော်လောက်ကပေါ့နော်ကျွန်တော်ရိုက်ခဲ့တဲ့ Treasure 9 GT ဆိုတော့ရှိရယ်ဆိုတော့အဲ့ကောင်ကမော်ဒယ်မြင်မယ်ဆိုတော့အဲ့ကောင်ကိုကျွန်တော်ကအဲ့ကောင်မောင်းခဲ့တဲ့ feeling ကိုလည်းကြိုက်တာ ဆိုကြိုက်တော့ကျတော့အဲ့ဘေးကိုသွားကြည့်ရောနော်သွားကြည့်တဲ့အချိန်မှာအာဒီဘေးမှာဒီဘေးရှိတော့ဒီဘေးကိုပလန်မရှိဘူးပေါ့နော်တင်မှာဝဲဖို့နော် tracer နဲ့အောင်သွားကြည့်ရဆိုတော့ဘေးမှာလည်းဒီဘေးကကက်ရပဲအဲ့ဒါကျွန်တော် tracer ကိုကြည့်ကြည့်ပြီးတော့အဒီကဝါဆာကြီးရမိုက်တယ်ပေါ့အစိမ်းအောင်ကြီးဒါဒီကြီးအစိမ်းအောင်တော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 ်မိုက်နေတယ်ကျွန်တော်ကျွန်တော်ကြည့်တာပေါ့နော်ကတောက်နေတာပဲဒါဆိုโอเคဆိုဟိုပိုင်ရှင်းရတယ်ကျွန်တော်ပြီးမောင်းတယ်အဲပြီးမောင်းတော့အာဟိုကေပေါ့တည့်မလားမောင်းကြည့်တာပေါ့ဆိုအဲမောင်းကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တော်တော်ကြိုက်သွားပေါ့နော်တော်တော်မောင်းလို့ကောင်းပါတယ်ဆိုတော့ ်ညိမ်ပြီးတော့ဒီ inline 4ရဲ့ဒီ smoothness ကြီးကတကယ် engine နဲ့တော့မတူဘူး motor လိုပဲအဲ့ဒါညိမ်ပြီးတော့ handling လောက်လာတယ်တော်တော်မိုက်တယ်အဲ့မှာမှကြိုက်ပြီးတော့အာပြောရရင် tracer ကိုတော့ကျွန်တော်သိပြီးတော့မကြည့်တော့ဘူးပေါ့နော် tracer ကလည်းကျွန်တော်မောင်းမှုတော့ဆိုတော့အဲ့ဒါလည်းကျွန်တော်ဒါကြီးကိုမိုက်တယ်ပြည့်ဈေးကလည်းဈေးကလည်းအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တွေ့တာဈေးကလည်းအဆင်ပြေတော့အဲ့ဒါလည်းကီလိုလည်းနည်းတယ်ဆိုတော့အဲ့ဒါလည်းဝယ်လိုက်တာဖြစ်ပါတယ် ဆိုတော့ဒီဘာကြောင့်ဒီ Kawasaki ကို Sport Touring မော်လေဒီမဲ့ Sport Touring ဘာလို့လဲဒီကဆက်ခွန်နေကိုစိုက်ရလဲဆက်ခွန်နေဆိုတော့ဒါပြောရင် Naked Bike ကို Z1000 ပါပဲ Z1000 တော့ cover တက်ထားတာပေါ့နော်ဒီအင်ဂျင်ကအတူတူပဲ frame က frame တော့ကျွန်တော်မသေးကြဘူးပေါ့နော်ဒါပေမဲ့ဒါတကယ်ဇက်တထောင်ကဲတော့ဘာကြောင့်ဒီဟာလဲပေါ့နော်အဲ့ inline 4ရဲ့ရတာကလည်းမောင်းမိွား inline 4ရတာလည်းတော်တော်ညက်တယ်ဆိုတော့ okay ဒီ sport tour inline 4ရဲ့ထဲမှာသူကသူ့ရဲ့ပြိုင်ဘက်ကြီးတကယ် BMW S1000 XR ဆိုတာရှိတယ် အဲအဲ့ကောင်ကကျတော့ဒီထက်တော်တော်ဈေးတော်တော်ပိုကြီးရယ်နိုင်ငံညာမှာလည်းအဲဒီကောင်ထက်ကိုဈေးတော်တော်ပိုကြီးရယ်ပေါ့နော်ဆိုတော့အဲ့ကောင်ကျွန်တော်မမောင်းမှုသေးဘူးဒါပေမဲ့အာဈေးကပြောရင်တော့ model ချင်းရှင် performance ချင်း features တွေရှင်မယ်ဆိုရင်တော့လေအဲ့လောက်ကြီး qual လာဆိုလဲ qual မနေဘူး qual မနေဘူးဆိုတော့ okay ဆိုတော့နိုင်ငံညာရဲ့ review တွေပါကျွန်တော် YouTube ပါ YouTube ကိုကြည့်ရယ် review တွေအရာလဲ um comfortable ဖြစ်တာဒီကောင်ကတော့ပိုဖြစ်တယ်တော်ခုံကြီးရလဲအကြီးကြီးပဲပေါ့လေဒီဆိုင်ကြီးကတော်တော်ကြွားတယ်ဆိုတော့ comfortable ပိုဖြစ်တယ်ပြောရယ်ဆိုတော့ okay မောင်းကြည့်တော့လဲ အဲဒီကောင်မြင်းကောင်ရေ130ပေါ့နော်မြင်းအဲ sorry 120 120ဆိုတော့ပြောရင်ဇေယိစက်အားမြင်းကောင်ရေလို့ပါပဲဆိုတော့ torque ကတော့ 1000cc torque နဲ့အဲဇေယိစက်မြင်းကောင်ရေပေါ့နော်ဆိုတော့အဲ့လောက်ကြီးအရင်ညံလားဟေးဆိုတော့လေအဲ့လောက်တော့မဟုတ်ဒါပေမဲ့မြင်းကောင်ရေ120ဆိုတာလေဒါဇေယိစက်မောင်းမှုရဲ့လူတွေဆိုသိမှာပဲအဲမြင်းအဲ့မြင်းကောင်ရေလည်းတော်တော်သိရမလားမိုက်ပါတယ်ပေါ့နော်ဆိုတော့အဲ့ feeling ကတော့မောင်းကြည့်တဲ့အချိန်မှာအဲ့တော်တော်ညက်တော်တော်ကြိုက်တယ်ပြီးတော့ဒီကောင်ရဲ့ features တွေကဒီကောင်ကပြောရင် သူ့ထက်နည်းနည်း grade မြင့်တာရှိသေးတယ်ဆိုတော့ဒီနားမှာ cornering light တွေပါလာမယ်အာ blind guard TFD dash ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီတိုင်ခွက်ကိုပိုကြိုက်ပါတယ်ဒီတိုင်ခွက်ကလုံးဝတကယ်လို့ Ninja H2 ပေါ့နော် H2 ရဲ့တိုင်ခွက်တဲ့တော့ပုံစံနဲ့ပဲကြီးလိုက်တော့ကြိုက်သွားတယ်ပေါ့နော်အဲကြိုက်ပြီးတော့နောက်ကမီလုံးဆိုလဲဒါ H2 SX ရဲ့မီလုံးပြီးတော့ cloud တွေကလည်းတကယ်တကယ်ကိုတကယ် H2 ရဲ့ cloud တွေပြီးတော့ဒီဘက်ကဟာဆိုလဲဒါ Z Z တန်းအားရဲ့ဒီ2022ပေါ့နော်2020 sorry 2020 လေးလားမသိဘူးနောက်23 24တကယ်ရုပ်ပြောင်းရတကယ်ခလုတ်တွေပဲတတ်ထားတာဆိုတော့အမှ cruise control အောင်ပါသေးရဲ့လုံးဝ multi strata တို့တကယ် base base grade တွေပေါ့နော်အဲ့မှာလုံးဝ cruise control ဖြုတ်ထားပါတယ် BMW ကအစ G BMW GS 1250တို့1300တို့ကအစတကယ်ကိုအဲ့ features ကိုဖြုတ်ချင်ဖြုတ်လိုက်လို့ရပါတယ်ဒီကောင်ကတကယ်ကို great ကပြောပြောသူတို့လောက်မမြင်ဘူးမယ် cruise control features ပါပဲ cruise control တကယ်ကိုတက်တောင်းတက်တာဖြစ်စေ features ဖြစ်ပါတယ် so okay အဲ့ဒါလည်းပါတယ်အာပြီးတော့အဲ့ဒိုင်ကွက်ကလည်းတကယ်ကို h2 ဒိုင်ကွက်နဲ့တော်တော်တူတာပေါ့နော်တော်တော်တူတယ်ပြီးတော့ h2 လို့တော့ features တွေကတော့ရောက်တဲ့ rpm မှာမီးလင်းတာတော့မဟုတ်ဘူးဒီကောင်ကမီးရတော့လင်းတယ်ပြီးတော့ဒီကောင်ပြီးတော့မိုက်တာအဲ့တကယ်ကိုအာတကယ် red line ရောက်ပြီဟေ့ဆိုရင်သူအဲ့မီးလုံးလေးတွေကတက်တက်ဟို shift light မထားတော့အဲ့မီးလုံးတွေကမိတ်တော့မိတ်တော့ features တွေမိုက်တော့ဒါ bane review လဲတက်တက်လာပါမယ်အဲ့ကြိုင်လုံးဝသေးစိတ်ပြောပြမယ်ပေါ့နော် โอเคအဲ့တော့ဒီ inline 4ထဲမှာတကယ် inline 4မှာ sport 2ရောလေကားတဲ့ feeling ခီးသွားတဲ့ feeling ကိုလိုချင်တော့ဒီကောင်ရဲ့ခုနပြောတဲ့ BNS တောင် XR ရှိမြဲအခုနောက်ပိုင်းအ GS6 ကထပ်ထုတ်ထားတဲ့ကောင်ရှိရဲ့ GS6 တထောင်အဘာလဲ X XS6 ကဘာလားပြောနေမယ်အောင်မိနေကျွန်တော်ပြင်ပြမယ်ပေါ့နော်တက်ပေါ့ဆိုတော့အဲ့ကောင်ကတော့အခုဒါနောက်ပိုင်းမှာထွက်လာတဲ့ inline 4 sport 2ရောယူပေါ့နော်ကဲโอเคအဲ့ကောင်ကလည်းညီမနိုင်ငံရှိမှာမဟုတ်ဘူးပြီးတော့ဒီကောင်ကလည်းလောက ဟို modernic မျိုးရှိရဒီကောင်ဒီထက် modernic နေရှိရဒီ engine ဒီ frame ပဲ short bike အတူတူပဲဒါမဲ့လုံးဝခုနကပြောတဲ့ဒီမီးလုံးတွေအဲ့ခုနဒိုင်ကွက်တွေခလုတ်တွေကလုံးဝပြောင်းလဲသွားတာပေါ့နော်အဲ့ဒါတော့တကယ်ကိုမတူတဲ့ vein disease feeling အောင်ရပါတယ်ဒါမဲ့မောင်းကြည့်ရင်တော့လည်းတူတဲ့ feeling ရပါလိမ့်မယ် okay ဆိုတော့ဒါကြီးကလည်းဒီ model ကလည်းဒီနောက်စကူပေါ့နော်ဒီထက်မြင့်နိုင်လည်းမရှိတော့ဘူးဆိုတော့ဒါကလည်းဒီ model မြင့်မှာ only one မြင်မှာလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလည်းမိုက်တယ်ဆိုတော့မောင်းကြည့်ရဲ့ feel အဓိကတော့မောင်းလိုက်တဲ့အချိန်မှာရတဲ့ feeling ကိုကျွန်တော်တော်တော်ကြိုက်သွားတာပေါ့နော်အဲ့ဒါပါပဲ ဒီ bain ရဲ့ features တွေပေါ့နော် features ကဘယ်လိုပြောမလဲဆိုတော့ဟိုလို features ကိုပြောမှာမဟုတ်ဘူးပုံစံကြီးကိုပြောမလို့ခုံကြီးကလည်းတော်တော်ကြီးပါရဲ့ကျွန်တော် multi strata mount နဲ့ဒီ bain ကိုသွားယူတာဖမ်းမှာသွားယူရပါတော့နော် multi strata ပါတယ်မှာ desert x လည်းပါသေးအဟုတ်တယ် desert x လည်းပါသေးရယ်ဆိုတော့ဆိုတော့ multi strata ထောက်အောင်ခုံကြီးကကြီးရယ်ပေါ့နော် multi strata mount နဲ့တကယ်ဒူကတီကလူကြီးတော့မှာဟာလို့ bain ကအကြီးကြီးကြွားလိုက်တော့သူ multi strata မဒီစရာတာရဲ့ဟိုမှာဘယ်လိုပြောရမလဲအန်ယူရိုပါဟိုလာအကောင်ကြီးရရှိရပေါ့နော်အကောင်ကဒီဆိုင်ကတော်တော်ကြီးပါတယ်ပြင်မှာကိန်းဆိုတော့ထိုင်နေအဆင်ပြေတယ်ပေါ့နော်အဲ cruise cruise ကိုနိုးပါတော့ပြောပြပါပါအဲပြီးတော့ဒီနောက်မှာလဲ shopper chain တန်လေးရပါသေးတယ်ဆိုတော့ဒီထက်ပုံမြင့်တဲ့ grade မှာကျတော့ suspension က electronic တွေဖြစ်သွားပြီဆိုတော့ဒီမှာကတော့တကယ်ဟို manual ပေါ့နော် chain လို့ရတယ်မပါတာမဟုတ်ပါတယ်ဆိုတော့ဒါတော်တော်အဆင်ပြေလေး ပြောရင်တော့အမ်မုတ်တွေလည်းပါတယ်ပြီးတော့ဒီမှာ lean angle လေးပါရအောင်ပါသေးရ Okay ဒါတော့ပြောရင်တော့ review ကြမ်းမှာပို့ပြောမှာပေါ့နော်ကဲ okay ဆိုတော့ဘာကြောင့် BMW GS တို့ဘာမှမယူလဲကျွန်တော် GS 1250ကိုတော်တော်ကြိုက်တယ်1300တော့ပို့ကြိုက်တယ်ပေါ့နော်1300တော့တကယ်ပတ်စံမနိုင်လေးလို့ထားလိုက်ပေါ့နော်အဲ့ဒါတော့ဆိုတော့1250ရာကီလိုများတဲ့ကောင်လေးဆိုကျွန်တော်ဝယ်လို့အဆင်ပြေတယ်တော်တော်အဆင်ပြေတယ်ဒါပေမဲ့မောင်းမတဲ့ feeling လည်းကြိုက်တယ်ပြီးတော့ဒါပေမဲ့လည်း1250 BMW ရောဘာလို့လဲလူတိုင်းစီးနေတော့လဲကျွန်တော်သိပြီးတော့အဲ့ဒါကိုကြတော့လဲ ဈေးကလည်းဒီထက်တော့ကြီးတယ်လေကီလိုတော်တော်များတဲ့ဟာကြီးတော့မှဒီထက်ဈေးကတော်တော်ကြီးရယ်ဆိုတော့ okay ဆိုတော့အဲ့ဒါလည်းမွေပြစ်သေးဘူးပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီရှေးဘင်းရှေးဘင်းဆက်ခုံကိုပွင့်လင်းကြရင်ကျွန်တော်ဝဲဖို့အစီအစဉ်မရှိဘူးဈေးဘင်းဆက်ခုံနေရမှာဒါပေမဲ့မောင်းကြီးလိုက်တဲ့အချိန်မှာတကယ်တော့ကျွန်တော်ကလည်းကျွန်တော်မြူတဲ့ပဲစီးနေရအောင်မြူတဲ့ပဲစီးနေရတကယ်လမ်းကြမ်းတွေတိတ်သွားလည်းမဟုတ်ဘူးဆိုတော့ရှေးဘင်းကဆက်ခွန်အဆင်ပြေပါတယ်19လောက်ဆိုရင်တော့ကြီး27ကျတော့လည်းပြောရင်တော့အဲ့ African Twin တို့အဲ့ခုန Desert X တို့အဲ့27တီးနေကျွန်တော်မောင်းကြီးရပေါ့နော် ဆိုတော့ပြောရင်ကွေးမှာကွေးလို့ရတယ်မရဘူးမဟုတ်ဒါပေမဲ့ဘယ်လိုပြောရမလဲဒီစက်ခွန်လောက်တော့ကွေးရတာထိန်းရတာဒီကောင်ကလည်းပူလို့ရပါတော့ဟိုကောင်ကမြင့်မြင့်ဆိုထိန်းရတာတော့တော်တော်ဒီကောင်တော်တော်နည်းနည်းခက်တယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်ဒီစက်ခွန်ကိုမကြိုက်ပြင်မဲ့ဒီ on road မှာကျွန်တော်စက်ခွန်ရဲ့ performance ကအရင်ကောင်တော့ကျွန်တော်ဒီစက်ခွန်ကိုယူလိုက်တာဖြစ်ပါတယ် okay okay ဆိုတော့ဒီဟာကြီးဟိုဘောเนาะဒီတခုတော့တိတ်လည်းမသွင်းကြဘူးဒီ0ပဲရှိရဒီ model မြင့်ကြီးอ่ะဆိုတော့ဘယ်လိုပဲဖြစ်မောင်းကြီးကြိုက်မှာဖြစ်ပါလိမ့်မယ်ဆိုတော့သွင်းကြပါလို့လည်းကျွန်တော်ပြောချင်တယ်ဘောเนาะအဲဒီမှာဒီထက်ပို grade မြင့်တဲ့ကောင်တွေရှိတော့ဆိုတော့ model ကလည်းအခု ဒီကောင်ကအာမော်ရမြင့်ဝိုင်း Versa 6100ဖြစ်သွားပြီဒီကောင်ကတော့1000ပဲမဲ့ Z1000 engine ဆိုတော့1050လောက်ရရှိရယ်ကဲတော့1050 cc ထပ်တက်သွားပြီဗောနော်မော်ရမြင့်ရေနော် ဆိုဒီ multi strator 1200မော်ဒယ်အဟောင်းနဲ့ကျွန်တော်ကြိုက်ပါတယ်အခုချိန်မှာဈေးလည်းတော်တော်တန်နေတော့အဆင်ပြေတယ်ပေါ့နော် performance နဲ့ဘိန်းတန်တာလေးဆိုယူရင်တော့ဝယ်ရတင်ပါတယ်ဒါပေမဲ့ကျွန်တော်တက်မောင်းကြီးရဲ့အချိန်မှာဒီခုထပ်ဆိုင်တော့မြင်းကောင်ကြီးကသူကပုံများတယ်ဒါပေမဲ့အဲ့လို smoothness မဖြစ်တာကြီးကိုကျွန်တော်မကြိုက်တာတပဲမဝယ်တော့ဘူးပေါ့နော်ပြီးအဲ့တဲ့ model မြင်းတဲ့ဟာကိုတက်မောင်းလို့လည်းတူတူပဲသူကနဲ့သူဆိုမောင်းလို့ကောင်းတယ်ဒါပေမဲ့အဲ့ Z D versus 1000ကြီးကိုတက်မောင်းလိုက်တဲ့အချိန်မှာဟိုဟာတွေမကြိုက်တော့ဘူးအဲ့ဒူ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 နဲ့ကိုသူကအားပိုကောင်းလည်းမကြိုက်တော့ဘူးပေါ့နော်ကျွန်တော်တော်ဆိုတော့အားနဲ့ကျွန်တော်အဲ့နှစ်စီးကိုမဝယ်ဖြစ်တာဖြစ်ပါတယ် ကျွန်တော်ဒီဘဲကိုကျွန်တော်အခုတော့တဲ့မောင်းနေရလဲဒါဟိုမွေးနေရပြီးခဲ့တဲ့လားဆိုတော့တတလောက်ရှိပြီဟိုဆိုတော့မောင်းနေရလဲကီလို2000လောက်တော့အာ sorry sorry 1000လောက်တော့ဖြစ်သွားပြီပေါ့နော်ဆိုတော့တော်တော်လေးတိနေပါပြီ Okay okay ဆိုတော့အဆုံးထိဗီဒီယိုအဆုံးထိကြည့်ပြီလို့အများကြီးကျေးဇူးတင်ပါတယ်ဆိုတော့ဒီဒီပြီးတော့ဒါကျွန်တော်ရဲ့ပထမအဆုံး Kawasaki feeling လေးလိုချင်လို့ဝယ်လိုက်တာလည်းဖြစ်ပါတယ်ကဲဒါပါပဲ